ချင်းမြောင်းဒေတာကအစပြုတ်ခဲ့တဲ့တစ်တုံညာနှစ်ခုဆစ်ဆင်ရေးနောက်ပိုင်းကနေ2025ဧပြီလ9ရက်နေ့အထိနိုင်ငံတော်မှာတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေတင်ပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း68မြို့အထိရှိလာတယ်လို့ BNI မြန်မာ Peace Monitor ကထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီမြို့တွေမှာရှမ်းမြောက်ဒေသမှာ24မြို့၊ရခိုင်ပြည်မှာ23မြို့၊ရှမ်းပြည်နယ်မှာ16မြို့၊ကရင်ပြည်နယ်မှာ14မြို့၊ကရင်ပြည်နယ်နဲ့ရှမ်းတောင်ပြည်နယ်မှာ6မြို့၊စကိုင်းတိုင်းမှာ6မြို့၊မန္တလေးတိုင်းမှာ4မြို့နဲ့ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းမှာ4မြို့တို့ဖြစ်ကြပါတယ်။ ရှမ်းမြောက်မှာရှင်းရွှေဟိုဖောက်ဆိုင်ကျူကုတ်ပန်ဆိုင်တိန်နေမုံကိုကွန်းလုံမိုထိုင်ကုံကျန်းမိုင်းလုံနက်ဆန်နန်ခမ်းမဲတုံနမတူမိုင်းငိုလောက်ကိုင်ကွက်ခိုင်ဟိုပန်းပန်လုံမပိန်နောက်ရှိုးမိုမိတ်လောက်ရှိုးနဲ့ကြောင်မဲအပါဝင်တီပိုးမျိုးတို့ဖြစ်ကြပါတယ်ရခိုင်ပြည်မှာဆိုရင်တော့ပေါတုံမျိုးတောက်ပြိုမျိုးမင်းပြားကြောက်တုံမရာဦးကန်ထောက်ကြီးမြေပုံမအီပုံနာကျွန်းရံပြေရတိတောင်စနေဘူးတိတောင်တန်တွဲကျိန်တလီတောက်ကုတ် ်းလွေးရွာမှာမောက်တိုးခမောက်ဆိုင်မြင်းလွတ်အန်တက်တောင်နဲ့ကွာမျိုးတို့ဖြစ်ကြပါတယ်။ကချင်ပြည်နယ်မှာဆိုရင်လည်းစင်ဘောမျိုးလှဒုတ်ဖုံရံလွေကျေစွန်ခရာဘုံစဒုံမိုးမောက်ရှိဖွေဆို့လိုပန်ဝါဖီမိုကန်ပိုက်တဲ့အင်ဂျင်ရံနဲ့မန်စီတို့ဖြစ်ကြပါတယ်။